တရုတ်ဟာအမေရိကန်နဲ့ဖြစ်ပွားနေတဲ့ကုန်သွယ်ရေးစစ်ပွဲမှာအရင်လက်ထက်ကအခြေအနေတွေကိုတုံ့တက်ပြီးနှီးပြူဟာပြောင်းလဲပွဲရှိတယ်လို့ AP သတင်းဌာနကဖော်ပြခဲ့ပါတယ်။အမေရိကန်ရဲ့အခွန်အတိုးမြင့်ကောက်ခံမှုနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေကိုအပြေရှာဖို့ကနေဒါနဲ့မက္ကဆီကိုကောင်းဆောင်နေကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဖုံးဆက်သွယ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့တရုတ်သမ္မတရှီကျင်းဖင်ကတော့အဲ့ဒီလိုလှုံ့ဆော်ပွဲမရှိကြောင်းပြောပါတယ်။တရုတ်ဟာအမေရိကန်နဲ့ဆက်ဆံရေးမှာကနေဒါ၊မက္ကဆီကိုတို့နဲ့မတူပဲအမေရိကန်နဲ့လည်းနှစ်ပေါင်းများစွာကြာကုန်သွယ်ရေးနဲ့နှီးပညာစစ်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒါကြောင့်ကနေဒါနဲ့မက္ကဆီကိုတို့ကထရန့်နဲ့ဖုံးဆက်သွယ်ဆွေးနွေးမှုတွေပြုလုပ် ံနေချိန်မှာတရုတ်ကမတူကွဲပြားတဲ့ချင်းကပ်မှုကိုလှုပ်ဆောင်ခဲ့ပြီးဘယ်ဆွေးနွေးညှိနှိုင်းမှုကိုမစိုးတာတူညီမျှလှုပ်ဆောင်တင်တယ်လို့ရှင်းလင်းစွာပြောကြားခဲ့ပါတယ်တရုတ်ကောင်ဆောင်တွေကလည်းအမေရိကန်နဲ့ဆွေးနွေးပွဲတွေအတွက်လမ်းဖွင့်ထားကြောင်းပြောကြားခဲ့ပေမယ့်အမေရိကန်ရဲ့အခွန်တိုးကောက်မှုအတွက်လည်းပြင်ဆင်မှုတွေပြုလုပ်ထားကြောင်းပြောကြားခဲ့ပါတယ်အမေရိကန်သမ္မတထရန့်ဟာတရုတ်ရဲ့ပို့ကုန်တွေအပေါ်အခွန်20ရာခိုင်နှုန်းတိုးမြင့် ကောက်ခံခဲ့တဲ့နောက်တရုတ်ကလည်းပြီးခဲ့တဲ့သတင်းပတ်ကစပြီးအမေရိကန်ရဲ့ကုန်စည်တွေကိုအခွန်တွေပြန်လဲတိုးမြင့်ကောက်ခံခဲ့ပါတယ်အမေရိကန်ကအခွန်တိုးကောက်မယ်ဆိုရင်ကျွန်တော်တို့ဘက်ကလည်းလက်တော့ပြန်မှုကလွယ်ပြီးကျန်တာရွေးစရာမရှိပါဘူးတရုတ်ကဆွေးနွေး ေ့ကျင်စိတ်မရှိအောင်မဟုတ်ပါဘူး။ဒါပေမဲ့ဆွေးနွေးဖို့အတွက်လည်းအတနာခံတာမျိုးတွေလုပ်မှာမဟုတ်ပါဘူးလို့ Washington Chief Site Stimson Center ကတရားရေးရညွှန်ကြားရေးမှူးဆွန်ရန်ကပြောကြားခဲ့ပါတယ်။ရှီကတော့နိုင်ငံရေးနဲ့မဟာဗျူဟာအကြောင်းတရားတွေအရာသူ့အတွက်ထိခိုက်နစ်နာမယ့်အရာကိုလုပ်မှာမဟုတ်ပါဘူး။အမေရိကန်နဲ့ကုန်တရေးစစ်ပွဲမှာရှီကအတနာခံမဲ့နေရာမှာနေမှာမဟုတ်ပါဘူး။အဲ့ဒီအစားအမေရိကန်ကိုပြန်လဲထိုးနှက်တော့ပါလိမ့်မယ်လို့အာရှလူမှုရေးမူဝါဒ Institute ကနိုင်ငံတကာလုံခြုံရေးနဲ့တနမန်ရေးဒုဥက္ကဋ္ဌ Daniel Russell ကပြောကြားခဲ့ပါတယ်။တရုတ်ဟာကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တာနဲ့အညီဒေတာ င်းတဲ့ကမ္ဘာလုံးဆိုင်ရာရှင်မြင့်ထမှာကြီးမားတဲ့အင်အားစုတစ်ခုဖြစ်ပြီးအမေရိကန်အပါဝင်နိုင်ငံအားလုံးရဲ့လေးစားမှုကိုရရှိထားပါတယ်။မလာလီယက်ကတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကအမေရိကန်နဲ့ပတ်သက်ပြီးတင်းမာတဲ့မချက်စကားကိုပြောကြားခဲ့တာကြောင့်အမေရိကန်ရဲ့အခွန်တိုးကောက်မှုကိုပြင်းထန်စွာတုံ့ပြန်ခဲ့ပါတယ်။တကယ်လို့အမေရိကန်ကတခြားစီစဉ်တစ်ခုရှိနေမယ်ဆိုရင်အမေရိကန်ရဲ့စံတာကဆက်ဖြစ်ဖို့ဆိုရင်အခွန်ဆက်ပွဲပဲဖြစ်ဖြစ်ကုန်သွယ်ရေးဆက်ပွဲပဲဖြစ်ဖြစ်ဘလို့ဆက်ပွဲမျိုးကိုမဆိုးကျွန်တော်တို့ကအဆုံးထိတိုက်သွားဖို့အဆင်သင့်ပါပဲလို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကမလာလီယက်မှာပြောကြားခဲ့ပါတယ်။